ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ window အသုံးပြုတဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ computer တွေမှာဘယ်လိုမျိုးကျွန်တော်တို့ဆက်ကိုပေါ်ပေါင်းရှင်းပေးမလဲဆိုတာပေါ့နော် session နဲ့နေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့စရှင်ကျွန်တော်တို့ session မဲ့ဆိုရင်ဒီတော့ကျွန်တော် run box လေးခေါ်မယ် window r နဲ့ကျွန်တော်တို့ run box ခေါ်မယ် okay ပြီးတော့ကျွန်တော်တို့ဒီမှာဘာရေးမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ p r e f e t c h prefect ဆိုပြီးရေးမယ်ပြီးရင်ကျွန်တော်တို့ okay ပေါ့နော် okay ဒါဆိုကျွန်တော်တို့ဒီ file လေးကိုကျွန်တော်တို့ရှင်းပြမယ်။ဒီ file ကကျွန်တော်တို့ personal file မဟုတ်ဘူး personal data တွေမဟုတ်တဲ့အတွက်ကျွန်တော်တို့ကိုယ့်ရဲ့ဟိုကိုယ့်ရဲ့တင်ထားတဲ့ပြောမယ်ဆိုရင် file တွေနဲ့ပတ်သက်ပြီးတော့ပြန်မစိတ်ပူစရာမလိုဘူးเนาะဒါတွေအကုန်လုံးကျွန်တော်တို့ select all ယူမယ် shift delete နဲ့ကျွန်တော်တို့ဖြတ်မယ်ဘောเนาะ okay ဒါဆိုရင် yes ကိုနိုင်မယ် okay ဒီတစ်ခုကျွန်တော်တို့ရှင်းပြသွားပြီဆိုရင်နောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ဘာဆက်ပြီးတော့မှတွားပြရမလို့ပြရမလဲဆိုတော့ window အားပဲဆက်ပြီးတော့နိုင်မယ် ပြီးတော့ရင်ကျွန်တော် window ကပြီးသွားပြီဆိုရင်အဒီမှာ temp temp ပေါ့နော် temporary file ကိုကျွန်တော်ရှင်းမယ်ပေါ့ဒီမှာလဲကျွန်တော်တို့အခုကတော့ကျွန်တော်တို့ဒါ sheet တစ်ခါကျွန်တော်ရှင်းထားပြီးသားဖြစ်တဲ့အတွက် file နည်းနည်းပဲရှိရပေါ့နော်မိတ်ဆွေတို့ရဲ့ဒီ PC မှာတော့ဒါ file အများကြီးရှင်းရှင်းနေလိမ့်မယ်ရတယ်အားဒီအကုန်လုံးကျွန်တော်တို့ window r shift delete yes okay ဒါဆိုကျွန်တော်တို့ဒီမျိုးလေးပေါ်လာတယ်ဆိုရင်ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးဖြစ်မဆိုရင် မလို့ဆရာမလို့ဒီ do fault is or current item ကိုအမှန်ချစ်ပေးပြီးကျွန်တော်ဒီ skip လေးပဲနေပြီမယ်ဟုတ်ပြီဒါဆိုဒီဒီနေ့ပြီးတော့ပြီဆိုတော့ဆိုကျွန်တော်တို့ဒီ prefer ရဲ့ term ပြန်ပြီးပြီပေါ့နော်နောက်ထပ်တစ်ခုဆိုကျွန်တော်တို့ bits ဘာကိုဆက်ပြီးသွားအောင်လဲဆိုတော့ window r နဲ့ပဲကျွန်တော်တို့ဆက်သွားမယ်ဒါကျွန်တော် rambox နဲ့ပဲကျွန်တော်တို့ခေါ်လိုက်မယ်ပြီးကျွန်တော်တို့ percent ပေါ့နော် percent t e m p percent okay ပြီးတော့ရင် okay အဲဒီမှာဆိုရင် define အကုန်လုံးကျွန်တော်တို့ပြင်ရှင်းပြရမယ် slash or shift delete ပြင် yes ပေါ့ Okay ကြာလဲဒီမျိုးပေါ်လာရတယ်ဒီမှာဆိုကျွန်တော်ဒီ default or current item ကိုတွားပြင် continue လို့ကျွန်တော်တွားလိုက်ရတယ်ဒါဆိုကျွန်တော်တို့သူရဲ့ file ဖြစ်နေတာခဏဆောင်မယ်ပေါ့နော်ဒီ file လဲကျွန်တော်တို့ဒါ personal file နဲ့ဘာမှမသက်ဆိုင်ဘူးပေါ့နော်ဒါတော့ဒါကြောင့်မလို့ကျွန်တော်တို့ဘာမှ ကိုယ့်ရဲ့ file ပြန်မပူစရာမလိုဘူးနော်โอเคဒီမှာဆိုဒီမျိုးလေးပေါ်ပါပြီပေါ်လာပြီဆိုတော့ file use case ပေါ်လာပြီဆိုရင်ဒီ ID ကောင်းလေးအမှန်ချက်ပြီးတော့ဒီ skip label နဲ့ပြည်လိမ့်မယ်โอเคဒီတိကျတော့ပြီးသွားပြီပေါ့ပြီးသွားပြီဆိုတော့နောက်ဆုံး10စနစ်နဲ့ကျွန်တော်ဘာဆက်ပြီးတော့လုပ်ပြီးမလဲဆိုတော့ window off ဆက်သွားမယ်နော် window off မှာကျွန်တော်တို့ CLEAN MGR ဆိုပြီးကျွန်တော်တို့ဆက်သွားမယ်ပြီးရင် okay ဒီနည်းတွေအကုန်လုံးကျွန်တော်တို့ Windows 11ကို Windows 10ကို Windows 7ပေါ့ကျွန်တော်အသုံးပြုရရတယ်เนาะ Okay ဘယ် Windows version ဖြစ်ဖြစ်ဘယ် Windows ဘယ်ဖြစ်ဖြစ်ကျွန်တော်တို့ဒီနည်းနဲ့ကျွန်တော်တို့ session လုပ်ရတယ် Okay ပြီးတော့ကျွန်တော်တို့ဒီမှာဆိုကျွန်တော်တို့ဒီ drive C နဲ့ T နဲ့ရှိလို့ပဲအမှဆိုကျွန်တော်က system file ရှိမှဖြစ်တဲ့အတွက် drive C ပဲယူမယ်ပြီး okay okay ဒါဆိုကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးကျွန်တော်တို့ disclaimer false ကိုကျွန်တော်ပေါ်လာလိုက်မယ် ဒီမှာဆိုကျွန်တော်ပေါ်လာပြီဆိုတော့ဒါဆိုကျွန်တော်တို့ဒီကောင်နေအမှန်ရှိမလုပ်သေးဘူးရင်းစိုးပါဆက်တော့ပြမလဲဆိုတော့ဒီ claim map system file ဆိုတာကိုဆက်တော့မယ်ပြီးရင် okay အဲဒီကောင်ကျွန်တော်တို့ deep cleaning လုပ်တဲ့သဘောပေါ့ဒီမှာဆိုကျွန်တော်ခဏလေးစောင့်မယ်သူရဲ့ system.mlo@file ကို window ကနေပြီးတော့မှသူရဲ့ system နေပြီးတော့ပေါ့ scan ဖတ်ပေးလိမ့်မယ် okay โอเคဒါဆိုရင်ဒီ data set ဒီ library ပေါ်လာပြီဆိုတော့မရပြီဒီမှာဆိုကျွန်တော်တို့ Windows update clean up လုပ်မယ် Microsoft Defender antivirus ကိုလုပ်မယ်ဒါလည်းကျွန်တော်တို့အကုန်လုံး open ချစ်ပေးဟုတ်ပြီနော် open ချစ်ပေးဒီ recycle bin လေးတော့ကျွန်တော်တို့ချန်ထားလိုက်ပြီပေါ့နော်โอเคပြီးတော့ပြီဆိုရင်ဒီမှာဆိုကျွန်တော်ရဲ့ cache က1.33ပေါ့နော် give ရှိတယ်โอเคဒါဆိုပြီးသွားရင် okay ပြီးရင် delete file အဲဒီမှာလည်းကျွန်တော်မိတ်ဆွေရဲ့ဒီ laptop မှာ file တွေများတာနေတာပေါ့ဟိုတီးပြီးတော့မှအချိန်လေးတစ်ခုကြာလိုက် โอเคဒါဆိုကျွန်တော်တို့ဒီ session နဲ့ screen နဲ့ကျွန်တော်တို့ပြောက်သွားပြီဆိုရင်ဒါဆိုကျွန်တော်တို့ဒီ design ကပြီးသွားပြီပေါ့နော်ဒီ design မှာဆိုရင်ကျွန်တော်တို့ကတော်တော်လေးကိုကျွန်တော်တို့အချိန်ယူသွားလိမ့်မယ်နော်အချိန်ယူသွားလိမ့်မယ်ဆိုတာဒါပေမဲ့ဆိုရင် तू က system အတွက်မလိုအပ်တဲ့ file တွေတော်တော်များကျွန်တော်တို့အကုန်လုံးရှင်းပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုအချိန်ပေးရမယ်ကျွန်တော် set ဆိုရင်လည်းကျွန်တော်အနေဟိုပြမယ်ဆိုရင်နိုင်ဝဲလောက်ကျွန်တော်အချိန်ပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် set ဆိုရင်ဒါမချင်းတာမရှင်းတာကျွန်တော်3လောက်လောက်ရှိပြီပေါ့နော် အဲ့တော့ပြောမယ်ဆိုရင်ကိုယ့်ရဲ့ဆက်မှာပြောမယ်ဆိုရင် case တွေများတာနေတာနေတာပုံမူတည်ပြီးတော့လည်းအချိန်ကကြာနိုင်တယ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့7မိနစ်ကနေနိုင်ဝက်55မိနစ်လောက်ကြာနိုင်တယ်အဲ့တော့ကျွန်တော်ဒီ session နဲ့အခါမှာကျွန်တော်တို့ AC ဖြစ်နေတဲ့အချိန်မှာရှင်းတာအကောင်းဆုံးပဲပေါ့နော် okay နောက်တစ်ခုကျကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရီတီရီဆက်ကယ်ဘေးမှာကျွန်တော်အမှန်ချစ်ဖြုတ်ခဲ့တယ်အဲ့ဒါလည်းကျွန်တော်ရှင်းပြပြပေးမယ်နော်ဘာလို့ကျွန်တော်ဒီရီဆက်ကယ်ဘေးမှာကျွန်တော်အမှန်ချစ်ဖြုတ်ခဲ့တာလဲဆိုတော့ရီဆက်ကယ်ဘေးနည်းဆိုတာကျွန်တော်တော်တော်ဟိုတချို့လူတွေအတွက်ဆိုရင်ပြောမယ်ဆိုရင်ဟိုတချို့လူတွေတည်ရမလားအဲ့ဒါဒီဖိုင်ကတော့ဖြတ်လိုက်ပြီးဟုတ်တယ်ဒါမှမဟုတ်ကျွန်တော်ကလုံးဝ permanent delete ဖြစ်နေတာမဟုတ်ဘူးဒီရီဆက်ကယ်ဘေးထဲမှာကျွန်တော်ပြောမယ်ဆိုရင်တချို့ကတင်းထားတာတွေရှိသေးတယ်ရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီ disk နဲ့ disk မှာရီဆက်ကယ်ဘေးကိုအမှန်ချစ်ဖြုတ်ပြီးတော့မှဘေးကနေပဲရှင်းမလဲဆိုတော့ဒီ recycle bin ဆိုတဲ့ဒီ software လေးပေါ့နော် ီကောင်းလေးပေါ့ဒီ recycle bin ဆိုတဲ့ software လေးအဲ့ဒီကနေပဲတစ်ဆင့်ကျွန်တော်တို့ရှင်းပေးမယ်အဲ့ဒီမှာကျွန်တော်တို့ဒါဆိုရင်ကျွန်တော်က Burma file လေးလိုအပ်တာဖြစ်တဲ့အတွက်အကုန်လုံးဖြတ်ထားတယ်မဲဆိုတော့ကျွန်တော်ကိုယ့်အတွက်လိုအပ်တဲ့ file ကိုခြံတာပြီးတော့မလိုအပ်တဲ့ file တွေဆိုရင်အကုန်လုံးရှင်းထုတ်ပေးတင်တယ်ပေါ့နော်အာပြင်မဲ့ဆိုဒါမှကျွန်တော်တို့ကဒီ set မှာလိုအပ်တဲ့ဒီမှာဆိုရင်မလိုအပ်တဲ့ file တွေပေါ့နော်ဒီ set မှာမလိုအပ်တဲ့ file တွေအကုန်လုံးကိုကျွန်တော်တို့ရှင်းလင်းပေးတော့မှာဖြစ်တယ်ပြီးရင်ကိုကျွန်တော်တို့ရဲ့ဒီလိုမျိုးကျွန်တော်တို့ရှင်းလင်းခြင်းအဖြစ် ကိုယ့်ရဲ့ဆက်ကတော်တော်လေးသိသိသာကျွန်တော်တို့ပေါ်ပွားလာလိုက်ပဲပေါ့နော်။ Okay ဒီအဆင့်နဲ့ကျွန်တော်အကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ဆုံးတစ်ဆင့်နဲ့ follow ပြရမယ်ဆိုတော့ကျွန်တော်တို့ restart တစ်ခေါက်ချပြီမယ်။ဟုတ်ပြီနော်။ restart တစ်ခေါက်ချမယ်။ပြီးသွားရင်ကျွန်တော်တို့ဆက်ပြတ်တက်လာပြီဆိုရင်တော့ဒါတော်တော်လေးကျွန်တော်တို့သိသိသာသာညံလာတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်။ Okay ဒါဆိုကျွန်တော်တို့ဒီနေ့ video လေးကတော့ကျွန်တော်တို့ဒီလောက်ပဲ။ပြီးရင်ဘာတွေဖြစ်မှာဆိုရင်ဒီ computer နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိချင်တဲ့ အကြောင်းအရာလေးတွေနောက်တစ်ခုကကျတော့မေးမြန်းချင်တဲ့အကြောင်းအရာလေးတွေကိုဆိုရင်ကျွန်တော်ဒီ comment မှာမေးမြန်းတော့လို့ရရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ရသေးလို့ဆိုရင် subscribe လုပ်ပေးတော့ပါအောင်လို့နော်โอเคဒါဆိုကျွန်တော်ဒီနေ့တော့လောက်ပါပဲကျေးဇူးတင်ပါတယ်